ဲကျွန်တော်ဇလန်းလေးကဒီခါတော့ကနန်းကိုကနန်းကိုမထည့်ဘဲနဲ့ပြအောင်မယ်နော်ကနန်းမထည့်ဘဲနဲ့ပြအောင်မယ်မင်္ဂလာပါဟောအားလုံးမင်္ဂလာပါနော်ကဲကျွန်တော်ကြည့်လိုက်အောင်ဒီမှာနော်အစက်ကလေး30ချက်လားอีงาထိတ်စီရဲ့အောက်ကငါးနောက်ပိတ်ရဲ့အောက်တပင်ကျော်က6ထိတ်စီရဲ့သူ့ရဲ့ចောင်းက6ခါရဲ့9 68ပေါ့ဗျာနော်9 68 3လုံးပေါင်းညင်းဒီ5လို့ထည့်တာပေါ့ဗျာနော်5လို့ထည့်တာ 568သုံးလုံးပေါင်းရင်6တဲ့ဒါဆိုကျွန်တော်တို့အပ်ပုံစံတိုင်းလေးကျွန်တော်ကြည့်လိုက်ရအောင်6နောက်ပိတ်အောက်ကတပွဲကျော်က9ထိပ်စီလူဆောင်က10ခါ568ပဲပေါ့ဗျာနော်968ဆိုတဲ့သုံးလုံးပေါင်းရင်လည်းကျွန်တော်6ပဲထည့်ထားလိုက်တယ်6ပဲထည့်ထားတယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင်အဲ့တူတိုင်းမြောက်တပွဲထက်ကျော်လိုက်တော့10နောက်ပိတ်10နောက်ပိတ်9ထိပ်စီ ဟုတ်ပါရှင်းတော့ဗိ6ထိပ်စီ5ခါ865ပဲเนาะသူက865 865ဆိုလဲတုံးလုံးပေါင်းကြည့်ရလဲ6လို့ပဲကျွန်တော်ထည့်ထားလိုက်တယ်6လို့ပဲထည့်ထားတာ6၄ပဲဗျာเนาะဟုတ်မင်္ဂလာပါဗျာအဲ့တော့6၄ပဲထည့်ထားတယ်တဲ့ဒါဆိုရင်တော့ပဲတပွဲထပ်ကြော်လိုက်တော့3ညာနောက်ပိတ်3ညာနောက်ပိတ်ကအောက်တပွဲကြော်က5ထိပ်စီရယ်သူ့ရဲ့ဇောင်းက4ခါရယ်ဒီ ကိုဆိုပြီးတော့အဲ့လိုမျိုးချိန်လာတယ်ပေါ့ဗျာနော်ဒီကိုဇလန်းနဲ့လွတ်လွတ်အောင်ကျွန်တော်တို့ဒီကိုလေးပြားတွေရိုက်မှာပေါ့ဗျာနော်ကိုလေးပြားနဲ့ကျွန်တော်အလွတ်လွတ်လိုက်အောင်ဒီဇလန်းကိုပြန်ဆလိုက်အောင်9 6 8ဆိုတော့3လုံးပေါင်းရင်ကို6လို့သူထည့်ပါတယ်ပေါ့ဗျာနော်6 9 8ဆိုတော့3လုံးပေါင်းရင်ကို6လို့သူထည့်ပါတယ်ပေါ့ဗျာနော်6 6 9ဆိုတော့3လုံးပေါင်းရင်လည်း6လို့ပဲထည့်ပါတယ်ပေါ့ဗျာနော်3 9 5 4ဆိုတော့3လုံးပေါင်းရင်လည်း6လို့ပဲထည့်ပါတယ်ပေါ့နော်ဒီ6ဇလန်းနဲ့ကျွန်တော်တို့လေလုံးလုံးလာအောင် ကိုယ်ဇလန်းကိုအလုံးလုံးလိုက်ကြတာ။ဩမကြည်ပွဲလေးပေါ့ကြောနော်။ပြီးခဲ့ပြဝုန်းတဲ့ကနန်းကိုပြန်ပြရနေအောင်ဖြစ်တယ်။ဝုန်းတဲ့ကနန်းကိုပြန်ပြမှာဖြစ်တယ်ပေါ့ကြောနော်။အဲ့တော့အဲ့ဒီကိုးလေးကိုကျွန်တော်ကနန်းမထည့်ဘဲနဲ့ဝါနဲ့နဲ့အပြီးရိုက်ချင်တာပေါ့ကြောနော်။ကနန်းကိုလုံးဝကနန်းထည့်မပြရဘဲနဲ့ရိုက်ပြအောင်မ။အဲ့ကိုးလေးကိုဘယ်လိုရိုက်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင်။အကူလေးပြအလုံးလုံးထားပြီပေါ့ကြောနော်။လောလောလောအလုံးလုံးထားပြီကိုးလေးပြ။ဒီဇလန်းနဲ့ပဲကျွန်တော်ကရိုက်ကြည့်လိုက်အောင်ဆိုတော့ ီမှာရှိတယ်နောက်ပေါင်း9တဲ့နော်နောက်ပေါင်း9ကသူ့ရဲ့အောက်ကရှေးပေါင်း၄နဲ့ပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်ကိုးတပြားထည့်ပြီနောက်ကိုးတပြားထည့်လိုက်ပြီဟုတ်ပြီနော်စိုက်ကရမ်းမြင်တယ်ဆိုတော့ကျွန်တော်စကားပြောနေအဲ့တော့တဲ့ဒီမှာရှိတာကနောက်ပေါင်း6တဲ့နောက်ပေါင်း6ကလည်းသူ့ရဲ့အောက်ကရှေးပေါင်း၃နဲ့ပေါင်းလိုက်လွယ်လွယ်လေးပဲအများကြီးချက်ကြမလို့ပေါ့လေနော်နည်းနည်းလေးပဲကိုလိုပဲထစ်တာလေ ကိုယ်ရင်းနဲ့သူပြန်ထည့်တာပေါ့ဗျာနော်အဲ့တော့တတိယတက္ကနီနဲ့ကဒီမှာရှိနေတာကနောက်ပေါင်းခွန်နဲ့အဲ့နောက်ပေါင်းခွန်ကလည်းသူ့ရဲ့အောက်ကဒီရှေးပေါင်းနှစ်နဲ့ပေါင်းလိုက်အဲ့ကိုယ်ပဲဗျာနော်ကိုယ်ပဲကိုယ်လေးတွေပဲထည့်သွားတာဖြစ်တယ်ကျွန်တော်ကြည့်လိုက်ရအောင်မင်္ဂလာပါဆရာတဲ့မလဲယောဒီညှော်တိုက်နေဘယ်လိုညှော်တိုက်နေအဲ့တော့တဲ့နော်တော့ဒီမှာဒီ နောက်ပေါင်း30တဲ့နောက်ပေါင်း30ရာလဲသူ့ရဲ့အောက်မှာကျော်ရှေပေါင်း9နဲ့မှာ9ထင်မှာပေါ့ဗျာနော်9ထင်မှာဒါ9ရင်းနဲ့ပဲလုလုမှာဖြစ်တော့တယ်9ရင်းနဲ့ပေါ့ဗျာနော်ဒီ9 6 8ဆိုတဲ့3လုံး9ထည့်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီနောက်ပေါင်း9နဲ့ရှေပေါင်း4နဲ့ကို9လို့ပြန်ထည့်သွားတယ်6 5 8ဒီ9လို့ထည့်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီနောက်ပေါင်း6နဲ့အောက်ကရှေပေါင်း3နဲ့ကို9လို့ပဲထည့်တယ်ပေါ့ဗျာနော်နောက်တစ်ခါ6 6 5လို့9လို့ထည့်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီနောက်ပေါင်းခွန်နဲ့သူ့အောက်ကရှေးပေါင်းနှင်းနဲ့ကိုလည်းကိုယ့်လိုပဲထည့်တယ်။ဟောအများကြီးဝေးဝေးလန်းလန်းရှာပြန်မလို့ဘူးဗျာနော်ဒီနားလေးတင်ထည့်သွားတာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ရောက်ကက်က3ည5လေးလို့သူကိုယ့်လိုထည့်ထားပြီ။ကိုယ့်လိုထည့်ထားပြီဆိုတဲ့အတွက်ဒီကနောက်ပေါင်းနောက်ပေါင်း30နဲ့ကျွန်တော်ရှေးပေါင်း6နဲ့မှာကိုယ့်လိုရမှာရှေးပေါင်းကိုနော်ခဏန်းကိုမထည့်သေးဘူးကျွန်တော်ကခဏန်းကိုထည့်မပြအောင်ပေါ့ဗျာနော်။အဲ့လိုမျိုး6တန်နဲ့ပဲကျွန်တော်ရိုက်မှာဖြစ်တယ်။အဲ့လို6တန်နဲ့ရိုက်မယ်ဆိုရင်ဒါလို့ရှေးပေါင်း6ရပါပြီပေါ့ဗျာနော်။အဲ့ဒီအချိန်မှာရတယ်နော်။ ဒီနားမှာထောင်ထားတဲ့ခါရောင်နှလုံးက30တဲ့နော်အဲ့ဒီခါရောင်နှလုံး30ကသူ့ရဲ့ဇောင်းကဒီနောက်ပေါင်း9နဲ့ပေါင်းလိုက်တော့လေ9လို့ပဲသူထည့်သွားတယ်နော်9လို့ပဲထည့်သွားတာဖြစ်တယ်အဲဆိုရင်ဒီမှာရှိတာကခါရောင်နှလုံး30ပဲအဲ့30ကလည်းသူ့ရဲ့ဇောင်းကဒီနောက်ပေါင်း9နဲ့ကို9လို့ပဲသူဒီလုံးထပ်ထည့်တယ်နော်9လို့ပဲသူဒီလုံးထပ်ထည့်သွားတာဖြစ်တယ်တဲ့ဒါဆိုရင်ဒီမှာရှိနေတာကခါရောင်နှလုံးက8တဲ့အဲ့ဒီ8ကလည်းသူ့ရဲ့ဇောင်းကနောက်ပေါင်း1နဲ့ကို ကိုလိုပဲသူထည့်ပါတယ်နော်ကိုလိုပဲထည့်ပါတယ်အဝေးလည်းနဲ့ရှားချမလို့ဘောပြောနော်ဒီနားလေးမှလည်းထည့်ပါတယ်ဖြစ်တယ်ဒါဆိုရင်ဒီမှာရှိနေတာကခါးလုံးလုံးက30တဲ့ဒီခါးလုံးလုံး30ကဒီမှာနောက်ပေါင်း6နဲ့ထည့်ပါ6ဆိုတဲ့တပြားရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကျွန်တော်ကဇလန်းပြီးွားရေးရှေးပေါင်း6နောက်ပေါင်း6ပေါ့ဗျာနော်6တွေနဲ့ပဲရတော့မှာဖြစ်တယ်ဗျာနော်ရှေးပေါင်း6နောက်ပေါင်း6ဆိုတော့အခွာလိုက်ပေါ့ဗျာနော်စက်ကွက်ရှိမှာပေါ့နောက်ပေါင်း9နဲ့ရှေးပေါင်း6နဲ့6လို့ထည့်လိုက်တယ်လို့ပဲဒီကခါးလုံးလုံး30နဲ့နောက်ပေါင်း6နဲ့6လို့ထည့်တယ် နော်နောက်ပေါင်း6နဲ့8ပေါင်း3နဲ့9လို့ထည့်လိုက်တယ်လို့ပဲခေါင်းထောင်နှလုံး10နဲ့နောက်ပေါင်း9နဲ့9လို့ထည့်တယ်ပေါ့ဗျာနော်နော်ကျေးဇူးပါဆရာကိုတည်ကျွန်တော်တခါမပေါဘူးဖြစ်နေတယ်အဲ့လိုဖြစ်နေတယ်အဲ့တော့လေနော်ကျွန်တော်တို့ကဒီနောက်ပေါင်း9နဲ့8ပေါင်း2နဲ့9လို့ထည့်လိုက်တဲ့ချိန်မှာဒီခေါင်းထောင်နှလုံး8နဲ့နောက်ပေါင်း1နဲ့9လို့ပဲထည့်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီနောက်ပေါင်း10နဲ့8ပေါင်း9နဲ့ဒီ9လို့ထည့်လိုက်မယ်9လို့ထည့်လိုက်တဲ့ချိန်မှာ ဒီခါတော့နှလုံး30နဲ့နောက်ပေါင်း9နဲ့ဒီ9ဆိုတော့ကျွန်တော်ရှေ့ပေါင်း9နောက်ပေါင်း9ပေါ့ဗျာနော်ဆက်ကွက်ရမယ်ပေါ့ရှေ့ပေါင်း9နဲ့နောက်ပေါင်း9နဲ့ဒါကဏ္ဍမထည့်ရသေးဘူးပေါ့ဗျာနော်အဲ့တော့ဆက်ကွက်ရိုက်မယ်ချင်းမှာကျွန်တော်ကသူ့ကိုဒဘောတက်ဖြုတ်လိုက်မယ်ဗျာနော်ကဏ္ဍကိုမထည့်ဘဲနဲ့တခါလေးအပီးရလိုက်တော့မယ်အဲ့တော့တဲ့ဘာဘာလဲဆိုတော့ဒါလေးကိုယူရမယ်ပေါ့ဗျာနော်ဒီဒီ၃ညခါကိုယူရမယ်တဲ့နော်ဒီ၃ညခါကိုယူရမယ်၃ညခါကသူ့ရဲ့ဇောင်းက ဒီ break 7နဲ့ပေါင်းလိုက်ရင်8အဲ့ဒီ8ကသူ့ရဲ့ဆောင်းကဒီ break 7နဲ့ပေါင်းလိုက်ရင်9ဆိုတဲ့9အတန်သုံးချက်နဲ့ပဲကနန်းလုံးဝမထင်ဘူးနဲ့တဘောတဲ့သူရိုက်သွားရောဗျာနော်တဘောတဲ့ရိုက်သွားပြီဖြစ်တယ်။ဒါဆိုဒုတိယတကယ်ကိုကြည့်လိုက်ရအောင်ဒုတိယတကယ်ကလည်းတပင်ကျုံလိုက်တော့ဒီ3ညခါကိုယူရမယ်။ဒီ3ညခါကလည်းသူ့ရဲ့ဆောင်းက break 9နဲ့ပေါင်းလိုက်ရင်ခွန်နဲ့နော်အဲ့ဒီခွန်ကလည်းသူဒီဆောင်းက break 1နဲ့ပေါင်းလိုက်ရင်ခါတလုံးနဲ့ break 2ခုနဲ့ပေါင်းလိုက်တာပေါ့ဗျာနော်အဲ့ဒါ9ဆိုတဲ့အတန်နဲ့ ါတဘောလေးဖြစ်သွားပြီပေါ့ဗျာနော်ဒါကဏန်းထည့်စရာတော့မလိုဘူးတဘောလေးဖြစ်သွားပြီဖြစ်တယ်ဒါကိုကဏန်းစစ်ကြည့်လိုက်တည်တာပေါ့ဗျာနော်ရှေးပေါင်းနောက်ပေါင်းနဲ့ပရိကြပြီဆိုတော့တကွက်ထည့်ပဲရှိတယ်ပေါ့အဲတော့တတိယလိုင်းနေနေရလဲဒီမှာခွန်ခါဒီခွန်ခါကလည်းသူ့ရဲ့ဇောင်းကဒီပရိရှင်းနဲ့ပေါင်းလိုက်မယ်ဆိုရင်9ဖြစ်နေအဲ့ဒီ9နဲ့ဒီဇောင်းကဒီပရိ4နဲ့ပေါင်းလိုက်မယ်ဆိုရင်ခွန်14ဆိုတဲ့အကောင်ကလည်း6လိုပဲထည့်လိုက်တယ်နော်6လေးကြီးပဲထည့်သွားတာဖြစ်တယ်ဟိုက6နဲ့တဘောလေးရိုက်သွားတာဖြစ်တယ်အဲ့တော့ပြောဒီမှာရှိနေတာက3ခါတဲ့နော် အဲ့ဒီ၃ခါကသူ့ရဲ့ဇောင်းကဗရိတ်၅နဲ့ပေါင်းလိုက်မယ်ဆိုရင်၈တဲ့၈ဖြစ်နေပြီအဲ့ဒီ၈ကဒီမှာကျောဗရိတ်၁နဲ့ပေါင်းမှာ၉ဖြစ်မှာဗရိတ်၁နဲ့ပေါင်းမှာ၉ဖြစ်မှာရှင်းပေါင်း၉နောက်ပေါင်း၉ဗရိတ်၁ဆိုတာတစ်ခွက်တည်းပဲရှိတယ်ပေါ့ဗျာနော်ရှင်းနှလုံးပေါင်းခြင်း၉နောက်နှလုံးပေါင်းခြင်း၉ဗရိတ်က၁ဆိုတော့တပောက်ထဲပါပဲပြီးခဲ့တယ်ဗျာဝုန်းနဲ့ကနန်းပါပဲပေါ့နော်၄ခွန်နှစ်အခြေပေါ်လေးပေါ့နော်အခြေပေါ်လေးပြင်ပြပြင်ကနန်းကနန်းတာက ကနန်းဟိုကမထည့်ဘဲနဲ့ပြပြလိုက်တာပေါ့ဗျာနော်ကိုးတွေနေပဲပြပြလာတာဖြစ်တယ်ကိုးနဲ့အပြီးကြိုက်သွားတာပေါ့ဗျာနော်ဒီနောက်ပေါင်းကားနဲ့ရှေ့ပေါင်းလေးနဲ့ကိုးတယ်ဒီခါတော်နှလုံး30နဲ့နောက်ပေါင်းကိုးနဲ့ကိုးတယ်သုံးညာခါရဲ့ဒီပရိရှိကပရိတကကိုးတယ်ပေါ့ဗျာနော်ကိုးအတန်နဲ့ဤပဲနှစ်နှစ်ခွန်သူတဘောတည်းဖြစ်သွားတယ်အစားနော်နှစ်နှစ်ခွန်နဲ့စပြီနှစ်နှစ်နှစ်ခွန်နဲ့ဆုံးပါဦးကြီးကဲအဲ့လိုလေးရွေးထားပါဗျာဒါကနန်းရဲ့တလုံးချင်းစီရဲ့ဟိုဟာဟုတ်ထည့်မပြဘူးပေါ့နော်ဒီအတန်လေးနဲ့ပဲထိုးလို့ကောင်းပါလေနော်อืม အဲ့ဒါဒုတိယတကယ်ကလည်းနောက်ပေါင်း6နဲ့8ပေါင်း3နဲ့ဒီ9တယ်ဒီခါတော့နှလုံး30နဲ့နောက်ပေါင်း9နဲ့ဒီ9တယ်၃ညခါရဲ့ဗရိခွန်ရဲ့ဗရိနှစ်ကဲ၃ညခွန်နှစ်ဒီ9တယ်ကိုး၃ချက်နဲ့၃တညကိုသူတဘောတည်းဖြုတ်တယ်ပေါ့ဗျာနော်အဲ့ဒါတတိယတကယ်အနေနဲ့ကတတိယတကယ်အနေနဲ့ကနောက်ပေါင်း9နဲ့8ပေါင်း2နဲ့9တယ်ခါတော့နှလုံး8နဲ့နောက်ပေါင်း1နဲ့9တယ်ခွန်ခါဗရိ8ဗရိ4ဒီ9တယ်ဆိုတော့ဒါဆိုရင်ကို၃ချက်နဲ့ပဲ၃၉နှစ်ကိုတဘောတည်းဖြုတ်တယ်နော်အဲ့တော့ နောက်ပေါင်း30နဲ့ရှေ့ပေါင်း9နဲ့ဒီ9ပြီနော်ခါရနောင်းလုံး30နဲ့နောက်ပေါင်း9နဲ့ဒီ9ပြီ3ခါပရိင္ပရိတ္တမှာ9မှာနော်ရှေ့ပေါင်း9နောက်ပေါင်း9ပရိတ္တဆိုတာကဏ္ဍကဒီတစ်ခွက်တည်းပဲရှိတယ်ပေါ့ဗျာနော်ထည့်စရာအဲ့တစ်ခွက်ပဲရှိတယ်ကဏ္ဍတလုံးချင်းစီရတန်ဖိုးထက်မပြရသေးဘူးဒါကိုယ်တန်တီးတန်နဲ့ပဲကိုးနဲ့ယူပဲအမကိုးလေးနဲ့ယူပဲရိုက်ရိုက်ရိုက်ပြပေးလိုက်တာပေါ့ဗျာနော်ကဲကိုးနဲ့ကျွန်တော်ရဲ့တိုက်ခွက်ကတော့တည်တယ်မှာအလုံးနက်ခက်ဒီပါဝါနဲ့လှည့်ပြီးခြားတာတော့နော် တလုံးတော့ထည့်ပြပေးလိုက်ကောင်းမှာတကယ်တလုံးကနန်းအောင်မထည့်ပဲကနန်းမထည့်ပဲနဲ့ဟိုအဖြစ်နေအောင်မှာဒါကနန်းထည့်ရမလို့ပါဘူးဗျာနော်သူ့ညံနေတဲ့အလုံးကိုထည့်ပြစရာမလိုပါဘူးသူ့အတန်းနဲ့ရင်သူပြီးသွားပြီဖြစ်တယ်အဲ့တော့ဒါလေးကပထမဆုံး light အနေနဲ့ပေါ့ဗျာနော်ဒီခါးတွေဆိုလည်းအများကြီးပဲရှိတာပေါ့ဗျာနော်အဲ့တော့ဒါလေးကနောက်နောက်လိုက်မှပြတာကောင်းပါပြီနော်ဘောစေကိုတီးတန်းနဲ့ပြကျင်တာဖြစ်တဲ့အတွက်ကိုတီးတန်းနဲ့ပဲပေါ့နော်ကိုတီးတန်းနဲ့ပဲကနန်းကိုတလုံးမဝင်ဟိုဟာမလုပ်ဘဲနဲ့ ထောက်ပြောပညာရှိတဲ့ဆရာအားကျေးဇူးပါဆရာကိုတေဒီကနေကိုဟောဖြစ်နေလားဒီကနေကတော်တော်ပြီးခဲ့ပါလေတီးထည့်ရတာပြန်ကြရည်ပဲဆိုတော့ဘလို့မှမပေါက်တော့ပြန်ကြရှိရဆိုတော့အမေဒါလေးတန်ကောင်းပါဒါလေးတကွက်ကျေးဇူးပါဆရာကိုတေကဲအားလုံးကံကောင်းပါစေဗျာနော်ကျွန်တော်ရဲ့ like အဆုံးသတ်ပါပြီအားလုံးဒီ73ချိန်အတွက်ပေါ့နော်ဒါလက်ဆောင်2ခွန်2ဆိုပထမဆုံး like လေးနဲ့ကျွန်တော်အားလုံးတက်တာ